ဓာတ်စီတောက်တဲ့ဂျိုသားကိုမှလင်တော်မိတော်အခါဇလန်းကိုတော့လက်ထက်ပြီးကစားလင်မယားနှောင်းနဲ့စတင်ထားပါဗျ။ခဏနေရင်မိမဖြစ်သူကမိဆုံစားပွဲသွားရမယ်ဖြစ်ကြောင်းပြောရင်ထမင်းလက်ဆောင်စားနေခဲ့ပါဗျ။မိမဖြစ်သူရဲ့နာမည်ကဆိုအီဖြစ်ပါဗျ။ဒီလိုနဲ့ယောက်ျားမိဘတွေကအမေရိကမှာဖြစ်ကြောင်းနဲ့ကုမ္ပဏီအသေးစားတစ်ခုပိုင်ကြောင်းကိုတငယ်ချင်းဖြစ်သူတက်တစ်ဆာတယုတ်ဆောင်ရန်ဆုံးကိုပြောပြနေခဲ့ပါဗျ။ရန်ဆုံးကလည်းသူကြီးစားကပြောရင်းနဲ့စကားဆက်မိရင်ဆေရာဆိုသူတငယ်ချင်းအကြောင်းအတင်းတုံနေခဲ့ကြပါဗျ ရီဝဲဝဲချာချာလဲရင်အိမ်ပြန်ရောက်တော့သူ့ယောက်ျားကလည်းအိမ်နေပြီဖြစ်ပါတယ်။ဖုန်းဝင်လာတာတွေ့လို့ဆက်စုကြည့်ရင်ကနေယောက်ျားဖြစ်သူကဖောက်ပြန်နေကြောင်းကိုသိလိုက်ရပါတယ်။မနေ့ရောက်တော့တေချောင်းအောင်စကားလက်ပတ်ပြောရင်မူမမှန်တာကြောင့်အလွတ်တန်းစုံတော်အေဂျင်စီကိုအကူအညီတောင်းဖို့စဉ်းစားခဲ့ပါတယ်။အေဂျင်စီကစုံတော့ရဲ့နောက်ရောင်ခံလိုက်မှုအရာဖောက်ပြန်နေကြောင်းကိုတီးခဲ့ရပြီးဖောက်ပြန်နေတဲ့သူတွေမှာစိုးရဲတငယ်ချင်းဖြစ်သူလည်းအပါအဝင်ဖြစ်ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့အချက်ကယောက်ျားဖြစ်သူကလုံးဝပင်ပန်းခြင်းမရှိဘဲ တနေကုန်လျှောက်စားနေတာဖြစ်ပြီးဓာတ်ဆီဆိုင်မှာဓာတ်ဆီကိုပါတောင်းနေကြကြောင်းသိခဲ့ရပါတယ်။ဒါအပြင်ယောက်ျားဖြစ်သူကအချိန်ချင်းလက်ထပ်ထားဖို့သူလည်းဖြစ်ပါတယ်။ဆိုအီကလေးယောက်မြောက်လက်ထပ်ထားသူဖြစ်ကြောင်းသိခဲ့ရလို့အံ့ဩနေခဲ့ပါတယ်။နောက်နေ့မှာတော့ဆေရာဆိုသူတငယ်ချင်းစီမှာယောက်ျားကဖောက်ပြန်နေကြောင်းသွားပြီးတိုင်ပင်ခဲ့ပါတယ်။အပြန်မှာစုံတော့အေဂျင်စီဝင်ရင်းနဲ့ယောက်ျားဖြစ်သူကအမေရိကန်လို့ခေါ်တဲ့ဂျိုသားမျိုးစိမှန်တီးလိုက်ရတော့ဆိုအီလည်းမယုံနိုင်ဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ H ကွန်လို့ခေါ်တဲ့ဂျိုသားနေနေရေးအဖွဲ့ကမီတင်လုပ်နေခဲ့ပါတယ်။ အမေရိကရေရာအများကြီးရှိနေပြီးလူသားတွေနဲ့ရောနှောအသက်ရှင်နေကြပါတယ်။ခေါင်းဆောင်ဖြစ်သူကချဲမန်ဂီဆိုသူဆိုရဲ့မျိုးသားပဲဖြစ်ပါတယ်။အမေရိကရေကမိန်းကလေးတွေစီချင်းကပ်ပြီး DNA ကိုခွဲခြမ်းစိတ်ပြရင်ဗိုင်းရပ်စ်တမျိုးဖြန့်ဖို့လုပ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့အမြန်ဆုံးနေနေဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။ညရောက်တော့ဆိုရီကစုံတောင်းတဲ့အတူမန်ဂီရဲ့နောက်ကိုနှောင်းယောင်ခံလိုက်ခဲ့ပါတယ်။ဓာတ်စီဆိုင်မှာအမျိုးသားဖြစ်သူကဓာတ်စီတောင်းနေတာကိုမြင်ရင်အံ့အားသင့်ခဲ့ရပါတယ်။ အိမ်ပြန်ရောက်တော့ရေတောက်မယ်လို့ရင်ယောက်ျားဖြစ်သူကရေထဲကိုအစိတ်ခတ်ထားတာကြောင့်တတိလည်သွားခဲ့ပါတယ်။ဆေးရုံရောက်တော့တေဆုံးပြီးအမှန်နဲ့ငိုယိုနေရင်ဆယ်ရာရောက်လာကမန်ဂီရောစနိုက်ကျော်မားကိုရောပြဿနာရှာနေချိန်မှာပဲဆိုအီကတတိပြောင်းဝင်ခဲ့ပါတယ်။ဆရာဝန်ပြောပြချက်အရဆိုအီကရင်ကျက်တာဖြစ်ကြောင်းအနားယူလိုက်ရင်တက်တာသွားမယ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။နောက်တစ်ရက်မှာတော့မန်ဂီဟာသူ့ဝယ်နေကြဆေးဆိုင်ကိုသွားခဲ့ပါတယ်။ဆေးဆရာကလည်းသူ့စီမာရောက်တဲ့ဆေးတိုင်းကထိရောက်ပြီးတောက်တဲ့လူနာတိုင်းဟာအကောင်းပက္ခတိရှိမနေတာကြောင့်အံ့ဩနေခဲ့ပါတယ်။ ဒီလိုနဲ့နောက်ထပ်စီးရီတစ်မျိုးထပ်ပေးခဲ့ပါတယ်။ဒီတခါတော့ agency ကို Sera ကိုပါခေါ်ပြီးသွားခဲ့ပါတယ်။စုံတော့ရဲ့အကူအညီအရာလျှက်စစ်လျှော့ရိုက်မှသေမှာဖြစ်ကြောင်းပြောရင်သူစမ်းသက်ဆဲဖြစ်တဲ့စီးရီကိုပြနေခဲ့ပါတယ်။ယောက်ျားပြန်ရောက်ချိန်မှာရေချိုးရင်းလျှော့ရိုက်ဖို့အတွက်ရေချိုးကန်းကိုပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကပြန်မလာသေးပဲတငယ်ချင်းဖြစ်သူရန်ဆုံရောက်လာပါတော့တယ်။စုံတော့ဖြစ်သူကရန်ဆုံရဲ့ရည်စားဖြစ်ပြီးဆိုအီနဲ့ဖောက်ပြန်နေတဲ့တင်ပြီးပြဿနာလာရှာလာပဲဖြစ်ပါတယ်။ဘာမှမသိတဲ့ရန်ဆုံရဲ့လွဲချော်မှုကြောင့်စုံတော့ကြီးသာလျှော့ရိုက်ခံလာရပါတယ်။ ိတ်မကြခင်မှာပဲယောက်ျားဖြစ်သူပြန်လာတာကြောင့်တေသွားပြီထင်ပြီးစုံတော့ကိုအခန်းရဲ့တနေရာမှာဖွက်ထားခဲ့ပါတယ်။အိမ်ပြန်ရောက်ရောက်ချင်းမှာပဲရေချိုးခိုင်းပြီးဆော့ရိုက်ဖို့ကြံစီပေမဲ့ဂျိုသားဖြစ်နေတာကြောင့်သမင်ထောင်ယုံကလည်းပြီးဘာမှဖြစ်မသွားခဲ့ပါဘူး။โซอีကစေကတ်မှာအလုပ်လုပ်တဲ့အတွက်ယောက်ျားဖြစ်သူကိုဝိုင်းနဲ့စေခတ်ပြီးတေချောင်းကြံမှုစ조사ပေးမယ်မအောင်မြင်ခဲ့ပါဘူး။ဒါကိုယောက်ျားဖြစ်သူတည်သွားတဲ့အဆုံးမှာအကြောင်းစုံရှင်းပြပြီးတနေရာမှာမြေမြို့ဖို့조사ပါတော့တယ်။အိမ်ကအထွက်မှာပဲယောက်ျားဖြစ်သူရဲ့တငယ်ချင်းတွေရောက်လာပြီးအိမ်မှာပဲဝိုင်းတောင်းရင်းစောင့်နေမယ်ပြောပါရတယ်။ မြေမြုပ်တဲ့နေရာအရောက်မှာဆုံတောက်ကြီးကိုမြေမြုပ်ရင်ယောက်ျားဖြစ်သူကိုပါတခါတည်းမြုပ်လိုက်ပါတော့တယ်။ကားနဲ့ပြန်အထွက်မှာယောက်ျားဖြစ်သူကဂျိုသားဖြစ်နေတာကြောင့်မတည်ဘဲအနောက်ကလိုက်လာလို့ထွက်ပြေးရင်တောင်ဆောင်တစ်ခုမှာကားနဲ့တိုက်ရင်ကြောက်ထဲတွန်းချလိုက်ပါတော့တယ်။အိမ်ပြန်အရောက်မှာတငယ်ချင်းတွေအကုန်လုံးကဝိုင်းတောင်းလို့တည်နေပြီးအထင်နဲ့ကားပေါ်တင်ကပြန်ထွက်လာခဲ့ပါတယ်။လမ်းမှာအစီအစေးနဲ့တွေ့ပြီးရဲစခန်းရောက်ချိန်မှာတော့ကားပေါ်ကတငယ်ချင်းတွေကလည်းဂျိုသားတွေပဲမို့ပြန်လို့လာခဲ့ပါတယ်။အဲဂျိန်းဆောင်တော့ကလည်းမတည်ဘဲအစီအစေးနဲ့တွေ့ပြီးရဲစခန်းရောက်လာခဲ့ပါတယ်။ ပြဿနာပေါင်း16000ရှုံးနေတဲ့ချိန်မှာပဲတောင်းအောင်ကြသွားတဲ့ယောက်ျားဖြစ်သူကပဲအကုန်လုံးကိုပြန်လာထုတ်သွားခဲ့ရပါတယ်။လမ်းမှာပဲယောက်ျားဖြစ်သူကကလဲစားချေဖို့ကားကိုကြောက်တဲ့ဆင်းမိုးလုပ်တဲ့အချိန်ဆေရာကဓာတ်နဲ့ကောင်တက်တဲ့ကိုခုတ်ခဲ့ပါတယ်။အချိန်မထိန်းနိုင်ပဲလမ်းပေးချော်သွားခဲ့ပေမဲ့ဆိုရီတို့အသက်ရှင်ခဲ့ပါတယ်။နောက်ကိုလှည့်အကြည့်မှာခေါင်းမှာဓာတ်တန်းလန်းတဲ့ယောက်ျားဖြစ်သူကပြန်ထလာခဲ့ပါတယ်။သူ့ကိုခုတ်တဲ့ဓာတ်နဲ့ပဲလိုက်တက်ဖို့ကြိုးစားလို့၃ယောက်သားဖနက်ကျွတ်မတက်ပြေးရပါတော့တယ်။ဖမ်းမိသွားပြီးဆိုရီကိုတတ်မဲ့လုပ်တဲ့အချိန်မှာပဲဂျိုသားနေနေရေးအဖွဲရောက်လာခဲ့ပါတယ်။ ဝိုင်းဖန်းကြပေမဲ့ဂျိုသားဖြစ်တာကြောင့်မနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့စုံတော့ရဲ့ထူးခြားတဲ့ဈေးရည်အစွမ်းနဲ့ပဲဂျိုသားဘဝလည်းညီကုန်းချုပ်သွားပါတော့တယ်နောက်တစ်ရက်မှာဆိုအီတယောက်လည်းဓာတ်ဆီဆိုင်ကိုရောက်လာပြီးဓာတ်ဆီတောက်ဖို့လိုရင်ဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်ပေးချင်တဲ့မက်ဆေ့ကတော့ယောက်ျားပဲယူယူမိန်းမပဲယူယူလူဟုတ်မဟုတ်ဒေသဆစ်ဆစ်ကြည့်ပြီးမှယူတင်ကြောင်းအကြံပေးခြင်းပါတယ်